ဥက္ကဋ္ဌလုံခြံမှုတန်တရားရှိသူကိုဖော်ထုတ်ခဲ့တဲ့ဦးအောင်စိုးကသူ့အတွက်လုံခြုံရေးခက်ခဲတွေကြုံတွေ့နေရတယ်လို့ပြောဆိုလိုက်ပါတယ်ဒီသတင်းကိုဆရာချမ်းအေးပေးပို့ထားပါတယ်ရှင်ဇန်နဝါရီ29ရက်နေ့ကရန်ကုန်လေသိမ်းမှာဥက္ကဋ္ဌကိုလုံခြံခဲ့တဲ့ကြည်လင်းကိုနောက်ွယ်ကနေကြိုးကန်ခဲ့တယ်လို့တန်တရားရှိသူဘကခေါ်ဦးအောင်ဝင်းစောအကြောင်းထုတ်ဖော်ပြောဆိုခဲ့တဲ့ဦးအောင်စိုးကသူ့ရဲ့လုံခြုံရေးအတွက်ခက်ကြုံနေရတယ်လို့ပြောဆိုလိုက်ပါတယ် ဥက္ကောင်စိုးကကြည်လင်းတဲ့မြစ်ဆွေတွေကိုမန္တလေးဥပ္ပိုလ်ထောင်မှာတည်ကျွမ်းခဲ့တဲ့အတွက်အခုလိုအမှုကွင်းဆက်ကိုထုတ်ဖော်ပြောဆိုနိုင်ခဲ့တာပါလည်းမင်းကျိုးကကျွန်တော်လုံရုံပြမယ်လို့စကားတခွမဟာဘူးကျွန်တော်လည်းအကူကြီးမတောင်းခဲ့ဘူးအဲ့ချိန်မှာကျွန်တော်တို့အဝန်းဆောင်ကိစ္စကိုတာလင်းကျွန်တော်အဓိကထားပြီးပြောတယ်ဆိုတော့ဒါဂျင်းရဲ့နောက်ကမှသူရှိတယ်သူ့ရဲ့နောက်ကမှအခြားသူတွေရှိတယ်ဒါဘာဖြစ်လို့လဲဆိုကျွန်တော်မသိဆိုရအကြောင်းပါအဲ့ဒီအကြောင်းကလည်းအသေးစိတ်ပြောပြတယ်ဆိုတော့ကျွန်တော်ပြောတဲ့စကားကိုကျွန်တော်အတီးပြုတ်တော့ဗောနော်ထပ်ပြီးတော့ဒါမျက်စိလို့ခေါ်တာမဟုတ်ပါဘူး အဲ့မျိုးစိဟိုးမလို့ကျွန်တော်ကျွန်တော်သိတာဟာအောင်မဲဆော်ကဘက်ကကျွန်တော်လာငားတာသူပါပဲဆိုပြီးကျွန်တော်ဒီဥစ္စာပဲတေချာဒီပြုတ်ခဲ့ပါတယ်ဥအောင်ဆိုတာလက်ရှိအချိန်မှာသပင်ညက်ဆရာဖြစ်အလုပ်လုပ်ကင်နေပြီးထောင်ရင်းတွေ့ကြုံတွေကိုလည်းစောင့်ရည်သားထုတ်ဝေခဲ့ပါတယ်ဥက္ကုဏီကိုလုံးကြံမှုပြဿနာမှာပါဝင်ပတ်သက်လိုက်တဲ့အတွက်လက်ရှိအချိန်မှာလုံခြုံရေးအခက်အခဲဖြစ်ပေါ်ခဲ့တာပါပထမတော့နည်းနည်းစိုးရိမ်လာပါတော့နောက်ပိုင်းကျတော့ဒါရီကကန့်အကြောင်းပြရပါတော့သူတို့တကယ်လို့လောက်လာတော့လေကိုယ့်ဘက်ကလည်းပြင်ဆင်စရာရှိရပြင်ဆင်ရမှာပေါ့နော်သူတို့ပြန်ပြန်နေတာတော့လောက်ရမှာပေါ့ ကုန်ကြီးကိုလောက်ကြမှုမှာတန်တရားရှိသူကိုခန့်မှန်းနိုင်ခဲ့တာနိုင်ငံသားတန်တမန်တူတက်ဖြတ်ပေးဖို့ဥအောင်ဝင်းသောခေါ်ဘကက2016ခုနှစ်မှာသူ့ကိုလာရောက်ကမ်းလှမ်းခဲ့တာကြောင့်ဖြစ်တယ်လို့ဥအောင်ဆိုကပြောပါတယ်။ဥအောင်ဆိုရဲ့ခန့်မှန်းမှုတွေနဲ့ပတ်သက်ပြီး February 2ရက်နေ့ကရဲမှုချုပ်ဝန်ထမ်းတွေလည်းတွေ့ဆုံခဲ့ပါတယ်။ရောင်တော့ရဲမှုချုပ်ကခေါ်ယူစစ်ဆေးမေးမြန်းတာမဟုတ်ဘူး။တာမန်ခေါ်ယူတွေ့ဆုံပြီးတော့ကျွန်တော်ပြောတာတွေအတူပြတော့ဘောနော်။ဆိုတာကျွန်တော်ကာယကံရှင်ကိုကံရှင်ကိုခေါ်ပြီးတော့အတူပြတဲ့သဘောပါပဲ။ ျွန်တော်ဒီမိုင်းထောင်မှာဘာကားလူကြီးတွေနဲ့တွေ့ဆုံနေထိုင်ခဲ့တာလေးတွေသူတို့ရဲ့စိတ်နေသဘောတော်ကသူတို့ရဲ့အချင်းစရိုက်သူတို့ရဲ့ပုံတရံစိတ်နေအရာမူလေနော်အရာမူလေနောက်တစ်ခါလက်ရှိဘာကားကျွန်တော်လာပြီးတော့ငားတဲ့အကြောင်းအရာလေးတွေဘာကားကျွန်တော်ပြောခဲ့တဲ့စကားလုံးလေးဆော့ခပောက်ကျွန်တော်ပြောပြခဲ့တယ်လို့ပေါ့အဲ့အကြောင်းအရာတွေကျွန်တော်ထပ်ပြီးတော့ဒီကြောင်ဟိုဘလို့ခေါမလဲတိတိကျကျပြန်ပြောပြရတာပေါ့လက်ရှိချိန်မှာဥက္ကဋ္ဌလှုပ်ကြံခံရမှုတွေရဲတပ်ဖွဲ့ကကြည်လင်းပါဝင်၄ဦးကိုဖမ်းဆီးထားတယ်လို့သတင်းတွေထွက်ပေါ်နေပေမဲ့ ရဲတပ်ဖွဲ့ကတော့တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပါဘူးကျွန်တော်ကစီရချမ်းရေးပါ